ဒီမွေးနေ့မှာဖယားတော့ကြောင်းတပါဒီမွေးနေ့မှာလာဆုံးမဲမဲနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေးနေ့မှာတစံဖန်ကအပိနောင်းစီနေကြတဲ့ပရိသတ်တွေအားလုံးနဲ့မင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်မတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါရှင် တစင်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပြရမယ့်ဝင်းနေရှင်ကတော့မြင်းချက်မာနေတဲ့လာမင်းငယ်အတွက်ပဲဖြစ်ပါတယ်။လာမင်းငယ်ရဲ့28နှစ်ပြည့်ဝင်းနေအတွက်ကိုတော့တောင်းတာမျိုးရောင်ကြီးဦးကျေရွာမှာနေတဲ့မဝေကနေပြီးတော့ပောင်ဝင်စုတောင်းပြလာပဲဖြစ်ပါတယ်ရှင်။ ရည်သမားရှင်ဒီတစ်ခါမှာဆက်လက်ပြီးတော့ဆူတောင်းပေးရအောင်မယ်ဝင်းနေရှင်လေးကတော့တောင်းကမာနေတဲ့တူမလေးရတီချိုအတွက်ပဲဖြစ်ပါတယ်။တူမလေးရတီချိုရဲ့၆နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မက်တီလာမာနေတဲ့မဆန်းဆန်းမိုးကနေပြောပအဝင်ဆူတောင်းပေးလာမယ်ဖြစ်ပါတယ်ရှင်။တစံဖန်ပြည်သက်တွေအလုံးကိုမတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြုံဆုံလိုက်ပါရှင်။ ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့စီစဉ်ချက်စင်းစီစဉ်လေးမှာပေါဝင်လာတဲ့သူတွေကတော့တငယ်ချင်းတွေဖြစ်ကြတဲ့မိုးကျဲစင်နဲ့အောင်းနိုင်သူတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ပြေမာနေတဲ့ကိုမင်းတန်းကျော်နဲ့မတ်ချစ်စုလှိုင်တို့ရဲ့ချက်သူတတန်းနှစ်နေပြည့်အတွက်ကိုပေါဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။တစရဖန်ပရိသတ်များရှင်မတရားနေစီစဉ်ကြောချွာတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။ ပြည်သက်ကြီးကအမတရားနေစီစဉ်ကနေပြီးတော့ဝင်းနေရှင်နေတဲ့တူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နှံတွေအားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့သစံဖယ်ဖုန်းနံပါတ်ဖြစ်တဲ့3336391639ကို နေ့စဉ်နေ့လယ်၁၇နာရီကနေ၁၂နာရီအတွင်းမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါရဲ့ရှင်။ဒစယန်ဖန်ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူဒစယန်ဖန်အနာတိတ်မဲ့ YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်လည်းပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင်။